မမရာကဒီတော်လန်ရေးမှာပါဝင်ပြီးတော့ဆက်လက်လှုပ်ဆောင်နေနိုင်မှုအတွက်ကို့အတွက်ဒီအဓိကနှုတ်ဆော်တဲ့အရာဒွန်အားကခုလိုဆက်နေနိုင်တာလေအဲဒီလိုအဓိကနှုတ်ဆော်တဲ့ဒွန်အားကဘာများဖြစ်မလဲပေါ့တော့ဘာကြောင့်ဆက်လက်ပါဝင်ဖြစ်နေတာလဲပေါ့အဲ့ဒါလေးကိုစပြီးတော့ပြောပြပေးပါဦးညီမအတွက်ပေါ့နော်အဓိကတွန်းအားကတော့ညီမဖေဖေဖြစ်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ဖေဖေက88 ABSDF ကရဲဘော်ဟောင်းတယောက်ဖြစ်တယ်ဆိုတော့ညီမတို့ဟိုညီမတိတက်စားအရွယ်ပေါ့နော်ငငယ်တည်းကဖေဖေတို့ပြောပြခဲ့တဲ့ဒီ တော်လန်ရေးဒီရေးတော်ပုံနေပြီးတော့ဒီတောခုတ်ခဲခြေနေတွေပြီးတော့ဖေဖေရဲ့ရဲဘော်ရဲဘက်တွေပေါ့နော်အဲ case အဲ case တွေအများကြီးရှိတယ်ပြီးတော့အဲ့အရာတွေအကုန်လုံးကညီမအတွက်ကြတော့ညီမတိတက်စားရွယ်တွေကဖေဖေကအဲ့ရဝင်ပုံမြင်လိုမျိုးထောက်လျှောက်ပြောခဲ့တာဆိုတော့ညီမ mindset ထဲမှာအဲ့အရာတွေကထောက်လျှောက်ရှိနေခဲ့တာပေါ့နော်ရှိနေခဲ့ပြီးတော့အခုအာဒါတော်လိုင်းကာလာမစခင်လာပိုင်းလောက်မှာပဲဖေဖေကဆုံးသွားတာဆိုတော့ဒီအာနာသိမ်းတာတွေပါတော့ဖေဖေကမတိလိုက်ဘူးပေါ့နော်ဒါပေမဲ့ ဟိုဖဖင်းရဲ့တမီးတယောက်အနေနဲ့ရောပြီးတော့ညီမကိုတိုင်တယောက်အနေနဲ့ဆိုရင်ရောညီမဒီတော်လန်ရေးမှာပါဝင်ခဲ့ရတာကညီမတယောက်သေးအတွက်လည်းမဟုတ်ဘူးဒါအများပေါ့နော်ဒီအများပြည်သူအကုန်လုံးအတွက်ကိုညီမတို့ကဒီတော်လန်ရေးကငါတို့လုပ်ကိုလုပ်တဲ့အရာလုပ်ကိုလုပ်ရမယ့်အရာပေါ့နော်ဆိုတော့ဒီအရာတွေအားလုံးပေါ်မှာကျမတို့ကအကယ်၍ဒီဟာကိုလုံးလို့ကိုကိုအတွက်ထိခိုက်မှုရှိရယ်ဆိုရင်တော့မှကျမတို့ကညီးလို့မရအောင်ရှင်ဘာလို့လဲဆိုတော့ညီမတို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းဖြစ်တယ်ညီမတို့ဒီဟာကိုခက်ခဲမယ်ဆိုတာလည်းတည့်ရဲ့သားနဲ့ရွေးချယ်ခဲ့တာဖြစ်တယ်ပြီးတော့ ညီမတို့ဆိုရင်ဒီဖေဖေကဒီတောင်ပိုင်းတိုင်းမှာပဲအရင်ဟိုက88တောင်းတာဝန်ထမ်းဆောင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ညီမကိုယ်တိုင်လည်းဖေဖေတာဝန်ထမ်းဆောင်ခဲ့တဲ့နေရာကိုပဲရောက်အောင်လာပြီးတော့ငါ့လှည့်မှာလည်းငါတာဝန်ထမ်းဆောင်မယ်ပေါ့နော်။အကယ်၍ငါတစ်ခုခုဖြစ်ခဲ့သည်ရှိတော့ဒီတော်ထဲမှာအကယ်၍တစ်ခုခုဖြစ်ခဲ့သည်ရှိတော့ဖေဖေတို့တာဝန်ထမ်းဆောင်ခဲ့တဲ့နေရာမှာပဲငါတစ်ခုခုဖြစ်ခဲ့သည်ရှိတော့ငါ့ရဲ့နောက်ဆုံးထွက်တက်ကဒီနေရာပဲဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့လာခဲ့ကြတာပေါ့နော်။ဒါပေမဲ့အခုအခြေအနေတွေအမျိုးမျိုးကြောင်းရတဲ့အကြောင်းညီမတို့ဒီနေဆက်တနေရာကိုရောက်လာခဲ့တယ်။ဒါပေမဲ့ ဒီမှာရှိနေတဲ့အချိန်ကာလမှာလည်းငါဘာလုပ်ပေးနိုင်လဲပေါ့ငါတက်နိုင်ဆုံးငါလုပ်ပေးနိုင်တဲ့အတိုင်းတာဘက်ကနေငါဘာလုပ်ပေးနိုင်လဲပြီးတော့ငါကြံကထားခဲ့ရတဲ့ရဲဘော်တွေဒီလူတွေအတွက်ကငါဘာလုပ်ပေးနိုင်လဲပေါ့နော်အဲ့ဒါကိုညီမအရင်ဆုံးစဉ်းစားတယ်ဒါမိသားစုကနောက်ပေါ့နော်ဒါညီမရဲဘော်တွေကညီမတို့ကဒါမိသားစုဖြစ်တယ်ဒုတိယမိသားစုတော့မဟုတ်တကယ်မိသားစုအရင်နေလို့ဖြစ်တဲ့အတွက်ကြောင့်ငါသူတို့ကိုဘာလုပ်ပေးနိုင်မလဲပြီးတော့ဒီကာလမှာသူတို့တွေကလည်းဒီမြေပြင်မှာရှိနေတဲ့သူတွေအများကြီးရှိရပေါ့နော် သူတို့ကညီမတို့တက်ဆိုင်တာအများကြီးပိုခက်ခဲတယ်လို့ပြောလို့ရတယ်။ညီမတို့ကဒီခြေနေတစ်ခုမှရှိနေသေးတယ်။ဆိုတော့သူတို့ကိုညီမတို့ဘာဖြည့်တင်းပေးနိုင်မလဲ။ငါဒီနေရာမှာရောက်နေတဲ့အချိန်မှာငါဘာလုပ်ပေးနိုင်မလဲ။အကယ်၍ငါလုပ်ပေးနိုင်တဲ့အရာရောသူတို့တက်ဘလောက်ခုချီရောက်မှုရှိမလဲပေါ့နော်။ဒါတွေစဉ်းစားရတယ်ပြီးတော့ညီမတို့လုပ်ပေးနိုင်တဲ့အတိုင်းထားအတွက်ကိုပို့ပြီးတော့လုပ်ပေးရမယ်ဆိုရင်တာဝန်ရှိတယ်။ဒါကဘယ်သူမှတော့ပေးထားတဲ့တာဝန်တော့မဟုတ်ပေါ့နော်။ကိုကိုယ်တိုင်ယူထားတဲ့တာဝန်ညီမတို့တကူးတယောက်ချင်းစီမှာဒီစိတ်တွေအကုန်လုံးရှိလို့လေဒီနေရာကိုရောက်လာကြတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် ငါတို့ကဒီဟာကိုလုတ်ကိုလုတ်ပေးရမယ်ဒီဒေါ်လာရေးမအောင်မချင်းငါတို့မှာတာဝန်ရှိတယ်ဆိုတော့စိတ်နဲ့ပဲအားလုံးကဆက်သွားနေကြတာပေါ့နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်အာဒီတစ်ခါတော့ကိုကြီးကန်းအောင်လည်းပြပါမယ်ကိုကြီးကန်းလည်းပြောပြပြပါအောင်နော်ဒီဆက်လက်ပြီးတော့ကိုပါဝင်ညစ်နေတယ်အဲအတွေ့ဒီဟာအတွက်လှုပ်စော်နိုင်တယ်ကိုယ်လှုပ်စော်တဲ့တွန်းအားကဘာများဖြစ်နေလဲပေါ့ဘာကြောင့်ဆက်ပြီးတော့ရှောက်လန်းညစ်နေတာလဲပေါ့နော်ဒီဒေါ်လာရေးကိုပေါ့နော်ဘာကြောင့်ဆက်လုပ်နေရတာလဲဒီဖီးကြီးကကြမ်းနေဘာကြောင့်ဆက်ရှောက်နေရတာ အဲမိကုန်ဖြေရမယ်ဆိုရင်တော့နောင်နာမရခြင်းဟုတ်ကဲ့ကျွန်တော်မြန်မာခက်စစ်မှာပါနောင်နာဆိုတာပြူတင်းတီကိုမပြူမိမပြူတင်းတီကိုပြူမိဒီတော့အချိန်လုံးမပူပန်နေတော့အချိန်လုံးမပူပန်နေဆိုတော့တုံးစားလို့မရကျွန်တော်တို့ကကိုလှုပ်လိုက်တယ်မှားသွားတယ်ဆိုရင်သင်ကန်းစာပဲရဟောငါဒါလုံးရင်မှားတယ်နောက်အာဒီအရတော့ထပ်မလုပ်ဘူးတည်ရတယ်ဘာလို့မမမမားတော့အမှားနေတယ်ပေါ့နော်ဆိုတော့သင်ကန်းစာ ါမှမဟုတ်ဒီအရလို့လို့မှားသွားတယ်ဆိုရင်ဩငါဘယ်ဟာတော့လုံရမယ်ဆိုရယ်တင်ကန်းသာရနောင်နာရလို့မဟုတ်ကိုကမလုံလိုက်ရတဲ့အတွက်တစ်သက်လုံးနောင်နာရအဲဒီတော်လိုင်းကိုဘာလို့လုံရလဲဆိုတော့နောင်နာမရဘူးအာဒီကိစ္စဒီမဟုတ်ဘူးတည်တယ်ဒီကိစ္စဒီမတရားဘူးတည်ကိုတည်တဲ့အတိအားလဲမှန်တယ်အဲ့အပေါ်မှာကိုမလုံလိုက်ရရင်တစ်သက်လုံးနောင်နာရကျွန်တော်ကဘဝတစ်လျှောက်မှာနောင်နာရတဲ့ကိစ္စဘယ်ကိစ္စမှမလုပ်ခဲ့ဘူး ကျွန်တော်အားလုံးကျွန်တော်လှုပ်ချင်တာလှုပ်တင်တယ်လို့ထင်တဲ့ဟာတေချာစဉ်းစားပြီးအကုန်လုပ်ခဲ့တယ်ဆိုတော့တော်လိုင်းကြီးမှာပါဝင်နေဆိုတာလေဒီနေ့ဒီပါဝင်နေတာနောင်နာမရကြဘူးဖြစ်လာတဲ့ပြဿနာတွေဒုက္ခပေါင်းစုံကြုံတွေ့ရတယ်ကြိုက်တယ်လေအခုတော်လိုင်းကြီးလှုပ်လို့ခြောက်ပြက်တယ်ခြေနဲ့တည်းပါလို့ကိုယ်ရွေးရအောင်အဲ့လုံးလိုက်ရတော့ကိစ္စမရှိမလုံးလိုက်ရလို့နောင်နာရရင်ကျွန်တော်ကိစ္စရှိအဲ့ကြောင့်ဘာကြောင့်တော်လိုင်းကြီးဆက်လုပ်နေလဲလို့မင်းတခွန်ပဲ နောင်ရမရရဲ့ဟုတ်ကဲ့ပါကိုကြည်ကကျေးဇူးတင်ပါတယ်အဲ့တော့အခုကျွန်တော်တို့ဒီတော်လိုင်းမှာဖျက်သန်းခဲ့တဲ့မမ်မရာရောကိုကြည်ကန်းရောဒီ band out ဆိုတဲ့ကျွန်တော်တို့ပြန်မနှွဲ့နယ်မှုအာဂျုံလက်ပဲချမှုဆိုတဲ့အကြောင်းကိုဆွေးနွေးပြီးသွားပြီဆိုတဲ့အခါကျတော့ကျွန်တော်ပရိသတ်တွေကိုထပ်ပြီးဆွေးနွေးပေးစီချင်တာကကိုကိုကိုဘယ်လို view site လို့ရသလဲ set care ပေါ့နော်အင်္ဂလိပ်လိုပြောရအောင်အဲ့တော့မိမိကိုကိုမိမိ view site ချင်းဆိုတဲ့အကြောင်းဘက်ကိုကျွန်တော်ဆက်သွားချင်ပါတယ်နော်ဆိုတော့ဒီလိုမျိုးပြန်မနှွဲ့နယ်မှုတွေကြုံလာပြီး အဖိစီးမှုတွေကြုံလာပြီဒါမှမဟုတ်လေခြေကုန်းလက်ပန်းကျတဲ့အဆင့်ထိကြုံလာပြီဆိုလို့ရှိရင်ကိုယ့်ကိုယ်ကယူဆိုင်ဖို့ဘလို့ဘာကြောင့်အရေးကြီးတယ်လဲလိုအပ်တယ်ဆိုတဲ့အကြောင်းလေးတွေကိုကျွန်တော်ဆက်ပြီးတော့မိသွားပါမယ်ဆိုတော့ပထမဦးဆုံးအကိုကြီးကောင်ကိုမေးချင်ပါတယ်ပေါ့နော်ကိုယ့်ကိုယ်ကိုယူဆိုင်ဆောင်ရှောင်းမှုဆက်ကဲဆိုတာကိုလည်းပတ်သက်ပြီးတော့ကိုကြီးကဘလို့မြင်လဲပေါ့အာကိုယ့်ကိုယ်ကယူဆိုင်မှုကလိုအပ်တယ်အဲလုံးဝအခြေခံကြအကိုမှတခုရှိမှသူများကိုပေးလို့ရတယ် ကိုကဘာမှမရှိပဲနဲ့ဘာမှမပေးလို့မရအဲ့ကိုကသူများကိုအေဂျင့်စီခြင်းနေဒါမှမဟုတ်တိုးတက်စီခြင်းနေဆိုရင်ကိုကအဲ့အတွက် energy ရှိမှရမှာဟိုဘန်အောင်ဖြစ်တယ်ဆိုရင်ကဘာမှမရှိတော့တာလေသူများကလည်းဘာမှပေးလို့မရတော့ဆိုတော့ကိုကို give side ကိုလိုလိုရတယ်အာဆိုတော့အဲ့အတွက်ကိုမှာ energy မရှိတော့ဘန်အောင်ဖြစ်သွားပြီကိုကိုလည်း give မဆိုင်နိုင်တော့ဆိုရင်ဘာလိုအပ်လဲဆိုတော့ကိုဘေးနာမှာကို ဂေဥဆိုင်မဲ့စောင့်ရှောက်ပေးမယ်လို့လိုအပ်တယ်။ဒါကလုံးဝအရေးကြီးတယ်။ဆိုတော့ကိုယ့်ရဲ့အတိုင်းဝန်းကကိုဘန်းလောက်ဖြစ်ခါနေပြီဆိုရင်ကိုယုံကြည်စိတ်ချရတဲ့ကိုအားပေးကူညီမဲ့အဝန်အဝိုင်းထဲမှာကိုရှိနေဖို့လိုအပ်တယ်။အဲဒါဆိုရင်သူတို့စီက energy ပြန်ရလိမ့်မယ်။ဘာလို့ဆိုတော့ကိုကိုယ်ကဂေဥမဆိုင်နဲ့တော့အဲကျွန်တော်လည်းဖြစ်တယ်ဘန်းလောက်ဖြစ်တယ်အဲကျွန်တော် suicide 3ခေါက်လုပ်ခဲ့ဘူးလေဟိုပထမအဆင့်ပေါ့နော်အဲ3ခေါက်လုပ်ခဲ့ဘူးလေနောက်ဆုံးဆိုင်ရန်တိုင်းတောက်တယ်မသိဘူးအဲအဲ့ချိန်မှာကိုယ့်ကို ငါတိမ်မရတော့ငါလက်မခံဘူးဒါပေမဲ့ငါဒီလူအဖွဲ့စည်းထဲမှာနေမယ်ဆိုရင်ငါ energy ပြည့်ဖို့လိုတယ်ဆိုတော့ကျွန်တော်ကဂင်းဆိုင်မဲ့အတိုင်းဝိုင်းနေသွားတယ်ကျွန်တော် counseling ဝင်နေ counseling ဆရာမနဲ့ဆွေးနွေးရပြီကျွန်တော်ကဘာလုပ်ရလဲတစ်နှစ်ခွဲတိတိကျွန်တော်စေးတောက်ခဲ့ရဆိုတော့ကျွန်တော်အဲ့လို burn out ဖြစ်ခါနေပြီကိုယ်ကိုဖြစ်သွားပြီဆိုရင်ဆောင်းကပြောလို့မောတယ်လို့အလုံးမလုံးချင်ဘူးလို့ဘာလို့လို့ပင်ပန်းနေတယ်လို့အယုံ suicide လို့မရဘူးပြဿနာအများကြီးဖြစ်မှာ ဲ့စင်အဲ့ sign တွေပြပြီဆိုတာလေကိုယ့် view site နိုင်တဲ့ပတ်ဝန်းကျင်ကိုသွားဖို့လိုအပ်တယ်ကိုယ့် view site နိုင်ကိုယ့်ကို view site နိုင်တော့ငါတန်ဖိုးမရှိတော့ဘူးဖြစ်သွားလိမ့်မယ်သူများတွေကကိုယ့်နင်တန်ဖိုးရှိတယ်နင်ကငါတို့ view site တွေလေနင်တယောက်တည်းမှမဟုတ်တာအဲ့ဒါ fine အဲ့လိုကလုံးဝ recover ပြန်ဖြစ်တယ်ဆိုလိုချင်တာနှစ်ပိုင်းရှိတယ်တစ်ပိုင်းကတော့ကိုယ့်ကိုကိုအာဘန်အောင်ဖြစ်ပြီလို့တိလိုက်တာ ਨੇ ကိုယ့် view site တဲ့ပတ်ဝန်းကျင်ကိုသွားပါနောက်တစ်ပိုင်းကတော့ အာပတ်ဝန်းကျင်လူဖွဲ့စည်းရလေအဲ့လိုဘန်းအောင်ဖြစ်မဲ့လူတွေ့တယ်ဆိုရင်ပြစ်မထားပဲနဲ့အပြန်အလှန် view site ကိုစောင့်ရှောက်ဖို့ဖိမကူညီဖို့လိုအပ်တယ်ပေါ့နော်ဒါကတော့ main point ပါဟုတ်ကဲ့ကျေးဇူးပါကိုကြည်ပြန်ဆိုတော့ map camera လည်းဆက်ပြီးတော့ဖြည့်ပေးပါဦးမိမိကိုယ်ကိုမိမိ view site ဆောင်ရှောက်မှုဆိုတာဘယ်လိုမြင်လဲပေါ့ကျွန်တော်တို့ဒီလူတိုင်းอ่ะပေါ့เนาะမိမိကိုယ်ကိုအရင်ဆုံး ဟိုဘယ်လိုပြောအရင်ဆုံးစောင့်ရှောက်ပါမှာပေါ့နော်အဲ့တော့မှကိုကတခြားလူတွေကိုစောင့်ရှောက်နိုင်မှာဖြစ်တယ်ကိုကိုတိုင်းကပြိုလဲပြီးတော့ကိုကိုတိုင်းကဘာမှမလုပ်နိုင်ဘူးကိုကိုတိုင်းကဘယ်သူအတွက်ကိုမှဘာမှမလုပ်နိုင်တဲ့ပြင်ကိုကိုကိုတက်တောင်ဘာမှတုံးမကြတော့ဘူးလို့ခံစားလာရတဲ့အချိန်ကြရင်ညီမတို့ကခဏတာအနားယူဖို့လိုအပ်တယ်ညီမတို့ကစိတ်ရောလူရောအနားယူဖို့အချိန်ဆိုတာလိုအပ်တယ်ဒါလူညီမတို့ကအကုန်လုံးကလူသားတွေဖြစ်တဲ့အတွက်ကြောင့်ဒီဒေါ်လာရေးကာလာကဘယ်လောက်ကြာရှည်မယ်ဆိုတာကျမတို့ဘယ်သူမှမသိဘူးဆိုတော့ကျမတို့ချိန်ခဏတော့ အနားယူဖို့လိုတယ်အနားယူတဲ့အချိန်မှာလည်းလုံးဝပြည့်ပြည့်ဝဝအနားယူရမယ်ပြီးတော့ကျမတို့ကိုကုညီဖေးမမယ်ခုနကကိုကြီးကန်ပြောလို့ပေါ့နော်ခုနကညီမတို့လိုလိုလူမျိုးတွေပေါ့နော်ညီမတို့လုံးဝဘန်အောက်ဖြစ်နေတယ်ဘာမှဝမ်းဟောက်ဖြစ်ခံနေလူမျိုးတွေကိုကုညီဖေးမမယ်ပတ်ဝန်းကျင်အတိုင်းဝိုင်းဆိုတော့အရန်အရေးကြီးတယ်ဒါညီမတို့လူတိုင်းမှာပဲပေါ့နော်လူတိုင်းမှာကိုနေထိုင်တဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းကကိုဘယ်လောက်ထိ support ပေးနိုင်လဲဒါမှမဟုတ်ကိုယ့်ရဲ့စိတ်ကျမ်းမာရေးကိုယ့်ရဲ့လူကျမ်းမာရေးကိုယ့်ရဲ့ဒီတခြားသောအကြောင်းအရာတွေအားလုံးကိုပေါ့နော်ကိုနေထိုင်တဲ့ပတ်ဝန်းကျင်ကလူတွေကဘယ်လိုမျိုး support ပေးနိုင်လဲညီမဆိုရင်ညီမရဲ့ဟို personal အရာဆိုရင်ညီမမှာ supporting ပေးရတဲ့ငွေချင်းတယောက်ရှိတယ်ညီမအရန်စိတ်တက်ကြနေတဲ့အချိန်တွေရှိတယ်ညီမလုံးဝပြန်မထကျင်တော့ဘဲနဲ့ငါဘာမှမလုပ်ချင်တော့ဘူးဆိုတဲ့အချိန်တွေအများကြီးရှိတယ်ပေါ့နော်အဲ့ကာလမှာညီမမှာငွေချင်းတယောက်ရှိတယ်သူကအခုတော့အညာမှာတာဝန်ထမ်းဆောင်နေတာပေါ့နော်ညီမတို့ဒီတော်လိုင်းကာလတခြားကောညီမတို့အရင်လုပ်ခဲ့တဲ့လုပ်တွေမှာတော့အတူတူ ရှိလာခဲ့တငယ်ချင်းပေါ့နော်ညီမအတွက်ကတော့သူကအရေးကြီးတာပေါ့နော်သူကဲဘန်းအောက်ဖြစ်သွားတဲ့အချိန်ဆိုတော့ညီမကသူ့အတွက်အရန်အရေးကြီးတဲ့လူတစ်ယောက်ဖြစ်လာတာပေါ့ဘာလို့လဲဆိုတော့ညီမတို့နှစ်ယောက်ကဟိုဖေးမအကူညီရင်းနဲ့ဒါအနည်းမှရှိအောင်မဟုတ်ပေါ့နော်တငယ်ချင်းနဲ့ကွဲသွားဆို၄နှစ်လောက်ရှိပြီဒီတော်လိုင်းကာလမှာဆိုရင်တယောက်တနေရာစီရှိရဲဒါပေမဲ့ညီမတို့ခက်ခဲတဲ့အချိန်တိုင်းမှာအများတူတူရှိတဲ့လူတစ်ယောက်ရှိတယ်အဲ့ဒီအတွက်လည်းဟိုအများကြီးတော့မလိုဘူးပေါ့နော်မှန်တိုင်းပြောရရင်တော့လူအများကြီးကကိုယ်ဖေးမအကူညီဖို့တော့ဒါကိုယ့်ဘက်ကမျှော်လင့်လို့ရရဆိုပေမဲ့သူတို့ဘက်ကလုတ်ပေးအောင်မှာပေါ့နော်ဒါပေမဲ့လူတစ်ယောက်တည်းရှိရင်အလုံးလောက်တယ်ညီမတို့အတွက်ကလည်း ဒီလူတယောက်ကကျမကိုပြန်ပြီးတော့ဆွဲတင်တယ်ကျမရဲ့စိတ်ခြေနေတွေအားလုံးကိုဆွဲတင်နိုင်တယ်ကျမကိုလမ်းပြပေးနိုင်တယ်ကျမကို energy တွေအများကြီးပေးနိုင်တယ်ဆိုရင်ကျမဘန်းအောက်ဖြစ်မဲ့ဒါကိုင်တော့ဒါအများကြီးရောကြသွားတာပေါ့နော်ဒါအဲ့လိုမျိုးလူတယောက်ရှိဖို့လဲလိုတယ်ဒီဒေါ်လာရင်းကာလမှာဆိုရင်တော့ဒါဒုတိယမိသားစုလို့ပြောလို့ရတဲ့လူတွေအများကြီးရှိတာပေါ့နော်အဲ့အများကြီးထဲရောက်မှအများကြီးကတော့ supporting ပေးရင်တော့ပူကောင်းတာပေါ့ရှင်ဒါပေမဲ့တဦးတယောက်လောက်ကပဲ supporting ပေးမယ်ဆိုရင်လည်းကျမတို့ကဘန်းနောက်ဖြစ်တာကိုတော့အများကြီးရွှတ်ချနိုင်မှာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆိုတော့ ဒီတခါတော့ဒီဆရာကိုဒီကန်ရောဒီမက်မရာရောပေါ့နော်ဆိုတော့ကိုကိုတိုင်းမှာရောပြင်မနှွမ်းနေလာတဲ့အချိန်တွေမှာလေတက်တာသွားအောင်လို့လုံဆောင်လေးရှိတဲ့ကောင်းမွန်တဲ့ဒါမှမဟုတ်အကျိုးရှိတဲ့နီလန်လေးရှိလို့ရှိရင်ပြိတ္တတွေကိုမျှဝေပေးပါအောင်ကိုကြီးကန်စပြောအာလူတွေကကိုကိုတိုင်းအဲ့လိုမျိုးဖြစ်လာနော်ဖြစ်လာလို့ရှိရင်အာအဓိကတော့မကြည်နပ်ဘူးဘယ်သူမှမကြည်နပ်လဲဆိုတော့အကုန်လုံးမင်းကိုကိုလည်းမကြည်နပ်ဘူးသူများလည်းမကြည်နပ်ဘူးအဲဆိုတော့အာ ဒီလုံဆောင်မှုတွေကတော့အများကြီးရှိတယ်ဒီဒီစိတ်ပိုင်းဆိုင်ရာမှာဆိုရင်အာကိုယ့်ကိုအင်းမီဒီအုံနောက်ထဲကနေပြီးတော့ပုံရိပ်တွေပေါ်လိုက်တယ်ပေါ့အဲ့ဒါဘာဖြစ်မလဲဆိုတော့ကိုယ့်ရဲ့စိတ်ရှုပ်စရာကိစ္စတွေကိုအာအချက်လက်တွေနဲ့ရေးလိုက်တယ်အာအိမ်မှာအဆင်မပြေဘူးဒါမှမဟုတ်ကားပြတ်သွားတယ်ဒါမှမဟုတ်ဒီမကောင်းဖြစ်နေတယ်စုံတယောက်ကတက်တနာတက်နေတယ်အာဒီမှာရဲဘော်တွေကဆေးဖို့လိုနေတယ်ဆိုတော့ကိုယ့်ကိုစိတ်ရှုပ်စရာကိစ္စတွေအကုန်လုံးခေါင်းစဉ်ဥပမာပေါ့နော်တက်လိုက် တက်ပြီးွားရင်အဲ့ကိစ္စတွေအဲ့ပြဿနာတွေအားလုံးဒီကျွန်တော်တို့အမိုက်ပုံးထဲမှာသွားထည့်လိုက်အမိုက်ပုံးထဲထည့်လိုက်တယ်ငါအဲ့ပြဿနာတွေအမိုက်ပုံးထဲထည့်လိုက်ပြီးပြီးငါသွားပစ်လိုက်တယ်ငါမှမရှိတော့ရှင်းသွားအပြီးလို့ရှိရင်ကိုဖြေရှင်းရမယ့်ဟာတွေအချက်နဲ့လက်နဲ့စာပေပုံမှာရေးလိုက်ပြီးရင်ဒီပြဿနာရှင်းဖို့အတွက်ဘာလုပ်ရမလဲ emotion ဖယ်လိုက်ပြဿနာတစ်ခုချင်းရှင်းအဲ့ဒါတက်တာဒီလိုမှမဟုတ်ဘူးဆိုကျွန်တော်ကတော့ ဒီစိတ်ပိုင်းဆိုင်ရာအားဖြင့်ကျွန်တော်အဲ့လိုမျိုးအားမကောင်းတော့အရန်စိတ်ရှုပ်နေတဲ့အချိန်ဆိုကျွန်တော်အခုမလုပ်ရဲဆိုမြိတ်ဆက်တစ်လုံးဝင်တာမြိတ်ဆက်ကဖွင့်လိုက်တာလေ noise အရန်တက်တယ်ပဝင်းရန်တန်နေမိပါပြင်မကြည့်နိုင်ဘူးကျွန်တော်ကနည်းနည်းဟိုကဟိုကျန်းနေလေးပါအဲ့တော့ကျွန်တော်ရှုပ်နေတဲ့မျက်ပင်တွေကိုကျွန်တော်ရိတ်ပလိုက်တော့ရီ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 ဆိုပြီးတော့2နာရီ3နာရီလည်းရတယ်ကျိတ်ပလိုက်ကျွန်တော်မကြည့်နိုင်တဲ့ဟာအကြောင်းအရာတွေအကုန်လုံးကျွန်တော်မြိတ်ဆက်နေရှင်းပလိုက်လို့ရှင်းလိုက် ်ညံ့ရိပ်ပြီးတော့အားလုံးရှင်းသွားရင်ဒါဒါကြီးကပြဿနာကြီးကအပြင်မှာတော့တကယ်မရှင်းဘူးဒါပေမဲ့လက်ရှိအမြင်အရာ ရှင်းသွားတဲ့အတွက်ပထမအဆင့်ဆောင်မွေးအောင်ပါငါးစိတ်ကြီးကပေါ့အဲ့မှာမို့အိမ်မှာရှုပ်ပွားနေဆိုတဲ့အမိုက်တွေအချင်းပကံတွေစေးပြမှာမှန်နေဆိုရှိတဲ့အားလုံးပြောင်းနေအောင်တတ်စိတ်ကရှင်းသွားတယ်ပထမအဆင့်အနေနဲ့ဘာလို့ရမလဲဆိုကိုယ့်ရဲ့စိတ်ကိုရှုပ်နေတဲ့ဟာတွေဒီအချက်လက်တွေဖြစ်တယ်အဲ့ဒီအချက်လက်တွေကိုအချက်လက်တိုင်းမြင်ဖို့လိုတယ်ရှင်းပြ ကိုယ်စိတ်ကအချိန်ရင်ဖိုင်းသွားပြီဆိုတော့မှအဲ့ပြဿနာကြီးဖြေရှင်းရမယ့်နီလန်းတွေစဉ်းစားဖို့တင်နေပေါ့နော်အဲ့အချိန်မှာတရားတရားနီလန်းတူမှာမဟုတ်တချို့ကြီးကြတော့လေတချင်းနားထောင်မယ်ဂတာတီးမယ်တချို့ကြတော့တငယ်ချင်းတွေနဲ့ဘီယာတိုင်းသွားပြီးတော့တောက်မယ်ရှောက်ကြွားမယ်ဒါမှမဟုတ်အပန်းဖြေခီးတွေပါဖြတ်ကြမယ်စာအုပ်ဖတ်မယ်တယောက်တည်းနေမယ်ဒါမှမဟုတ်တရားထိုင်မယ်စသဖြင့်ကိုယ့်ရဲ့လမ်းပေါင်းစုံနဲ့လုပ်လို့ရတယ်အဲ့တော့ပြဿနာစတတ်ပြီးကိုယ့်ရဲ့စိတ်ကအတိုင်ပတ်နေပြီးဘန်တော့ဖြစ်တော့မယ်ဆိုရင် အရင်ဆုံးလောမှာကိုယ်စိတ်ကိုပြန်ငြင်းအောင်လို့ဘာလို့ဘန်းအောင်ဖြစ်တယ်ဆိုတာလောင်းတာလေလောင်းတယ်ဆိုတော့လောင်းတဲ့ဟာကိုနှိမ့်မှုလို့လေပေါ့နော်ကျွန်တော်ရေနဲ့လောင်းတယ်လေလောင်းအောင်ပါပဲဒါမှမဟုတ်လောင်းနေတဲ့နေရာကိုဆက်မကူအောင်ဖြတ်ချတယ်လေဖြတ်ချအောင်ပါဆိုတော့ဒီလုပ်ငန်းကိုအရင်ဆုံးလှုပ်ဆောင်မှုလို့အဲပြီးတော့မှနောက်တစ်ဆင့်အနေနဲ့အဲကိုဖြည့်ရှင်းရမယ့်ပြဿနာတွေကို data အချက်လက်နဲ့တွေ့ရှင်းလို့ရတယ်ကိုမရှင်းနိုင်လေအဲ့အချက်လက်ကဗျာကိုမရှင်းနိုင်ဆိုရှင်းလို့ရတဲ့သူကြီးရှိတယ် အခုညီတောင်းလို့ရတယ်။ငါတို့ဒီကအင်အားကမပေးနိုင်ဘူး။ပြဿနာတက်နေပြီ။ကိုပြဿနာမရှိဘူး။ဒါအင်အားကပေးလို့ရအောင်ငါ့ကိုကူညီနိုင်တဲ့လူတူရှိတယ်။အဲ့မှာခေါင်းထဲမှာအချက်လက်တွေရပြီ။စာရုံးပေါ်မှာရေး။အော်ပပကူညီနိုင်တာအခုကူညီနိုင်တာ။အခုကတော့ကျွန်တော်ပြဿနာခဏချီးမှလာ။ပပအလကားပေးမှလာ။အော်ဘယ်ရောက်ယူမလဲ။အတိုးသူဘယ်လောက်ပေးရမှာစသဖြင့်ပေါ့နော်။တကယ်ပေးမှလား။အားသူတကယ်ပုံစံအခုကြီးပြဿနာလို့ပြပါ။ပြဿနာရှင်းသွားအောင် ရှုပ်လို့ခြင်းတာကျွန်တော်အဲ့လိုအစင်းစင်းဖြည့်ရှင်းမှုတို့ကနေလို့ပေါ့ကျေးဇူးတင်ပါတယ်ဒါ second နဲ့ပတ်သက်ပြီးတော့ဟိုဘလူကြော်လွားခဲ့တာရှိတယ်လဲဆိုတာကိုကိုကြီးကအလှည့်ပြီးတော့မှအမရာလည်းပြောပြပါအောင်ဟုတ်ကဲ့ကျွန်မအနေနဲ့ကျတော့ဒီ self care ဘိုင်းကိုတော့ဟိုထူးထူးခြားခြားကြီးအဓိကလောက်တာမျိုးတော့မရှိဘူးပေါ့နော်မရှိဘူးဆိုတော့ညီမကနေ့စဉ်နေ့တိုင်းမှာတော့ကိုကိုကို self care လုပ်ဖို့လူတိုင်းကိုတော့ ကြံပြုတ်ရှင်နေဘာလို့လဲဆိုတော့နေစဉ်နေတိုင်းမှာကျွန်တော်တို့ကြုံတွေ့နေရတဲ့ပြဿနာတွေကတစ်နေ့နဲ့တစ်နေ့ကမတူဘူးပေါ့နော်မနေရဖြစ်တဲ့ပြဿနာကလည်းဒီနေ့ထိပါလာတာမျိုးရှိတယ်လို့မပါလာဘဲနဲ့ကြံခဲ့တာမျိုးလည်းရှိတယ်ပေါ့နော်ဆိုတော့နေ့တိုင်းမှာလူတွေကပြဿနာပေါင်းများစွာနဲ့ကိုကြုံတွေ့နေအောင်ပါပဲကျွန်တော်တို့အများအနေနဲ့မှာစားနောက်နေကြတယ်လို့ issue ပေါ့နော် issue ပေါင်းများစွာကျွန်တော်တို့မှာရှိပါပဲရှိတော့နေ့စဉ်နေ့တိုင်းမှာဒီ issue တွေတစ်ခုချင်းစီကိုကျွန်တော်တို့ကဖြေရှင်းဖို့ကဖြေရှင်းနိုင်တဲ့ issue တွေလည်းရှိတယ်လို့မဖြေရှင်းမဲနဲ့လွတ်ပေးလိုက်ရတဲ့ issue တွေလည်းအများကြီးရှိတာပေါ့နော်ဆိုတော့ နေ့စဉ်နေ့တိုင်းမှာလူတိုင်းကစိတ်ပင်ပန်းမှုတွေအများကြီးကြုံတွေ့နေရတဲ့အချိန်မှာကျွန်တော်တို့ဒီဘန်းနောက်ဖြစ်သွားရဲဆိုတဲ့အခြေအနေတစ်ခုကိုမရောက်ခင်ပေါ့နော်ကိုကိုကိုကလေးတိခဲ့တယ်ရှိတော့ကိုကိုကိုအများကြီးပြောင်းလဲလို့ရတဲ့အရာရှိပေါ့နော်ဒီဟာကလေးဒီဟာငါ့အတွက်ဘန်းနောက်ဖြစ်စီမယ်ဆိုရင်အဲ့ဒါကိုဘလို့ငိမ့်ငိမ့်တတ်အောင်ကိုခုနပြောလို့ဘလို့ငိမ့်တတ်အောင်လုပ်မလဲငါရဲ့ဒီစိတ်အေးချမ်းမှုကဘယ်ဟာလဲဆိုတာလူတိုင်းကတယောက်နဲ့တယောက်လည်းမတူဘူးပေါ့နော်ကိုဘန်းနောက်ဖြစ်တဲ့ပုံစံလည်းမတူဘူးတယောက်နဲ့တယောက်မတူဘူးပေါ့နော်ဆို ကိုယ်လဲကြရင်ကိုကတကယ်စိတ်အေးချမ်းမှုอ่ะကိုယ့်ရဲ့စိတ်အေးချမ်းမှုအစ်စ်ကဘာလဲဆိုတော့သိဖို့လိုတယ်ပြီးတော့ညီမဆိုရင်ညီမတယောက်တည်းခဏနေလိုက်တာများရယ်ပေါ့နော်ဆိုတော့ညီမတို့ပတ်ဝန်းကျင်မှာအမြဲလူတွေအများကြီးနဲ့ပဲတောက်လျှောက်ထိတွေ့ဆက်ဆံနေရတာရယ်အများရယ်ပေါ့နော်ပုံမှန်အချိန်တွေထက်ပေါ့ဒီအချိန်တွေမှာအမြဲလူတွေအများကြီးနဲ့ထိတွေ့နေရတဲ့အခါမှာအဲ့လူတွေစီကအပူတွေသူတို့စီကဘန်းနောက်ဖြစ်တာတွေလောင်တာတွေရတယ်ညီမစီကအများကြီးကူးဆက်မှုတွေရှိတယ်ဆိုတော့ကိုတကယ်ကိုကိုကိုဘန်းနောက်ဖြစ်ခံနေတာမဟုတ်ဘန်းနောက်ဖြစ်နေပြီလို့ခံစားရပြီဆိုရင်တယောက်တည်းလေးနေတတ်တဲ့လူဆိုရင်ပေါ့နော်တယောက်တည်းလေးခဏ စိတ်အေးချမ်းရာလေးကိုယူပါစိတ်အနာယူပါပြီးရင်တော့ကျွန်တော်တို့86ရောက်မှလမ်းနေအများကြီးရှိသေးတယ်အလုံးလုံးရမှာနေအများကြီးရှိသေးတဲ့အတွက်ကြောင့်အဲဒီကိုကိုကိုတော့အဓိက sub care လုပ်ပြီးတော့ရအောင်နော်86လို့ရတာပေါ့နော်ကဲကျေးဇူးတင်ပါတယ်မတ်အမရာဟုတ်ကဲ့ဆိုတော့နောက်ထပ်ဒီပရိသတ်တွေအတွက်ဆွေးနွေးပြည့်စုံတာပေါ့နော်ဆိုတော့ဒီတော်လိုင်းရဲ့ကာလမှာကိုတိုင်ရဲ့ကိုစိတ်ချမ်းမာရေးချမ်းမာအောင်ပေါ့နော် view site ပေါ်မှာဘာကြောင့်အရေးကြီးတယ်လို့ပြောကြတာလဲပေါ့ကိုကြီးကစာပြီးပြောပြပေါ့တော်လိုင်းရဲ့ကာလမှာဒီကိုစိတ်ချမ်းမာရေးရာ ဘာလို့အရေးကြီးလဲပေါ့နော်ဟောဆိုတော့အဓိကတော့စိတ်ကျမ်းပါကြီးအဲတော်လိုင်းကာလာမှာတွေးသမျှဂျုံသမျှအရာတွေကလုံးဝအချက်တဲအခက်ခဲတွေအဲစိတ်ထိခိုက်စရာအကြောင်းအရာတွေပဲကိုကိုတိုင်းမဟုတ်ရင်တော့ Facebook ပေါ်မှာတက်လာတာလေလူကြီးတည်ကြရဲအဖေအမေအိုးအိမ်ကြီးဆုံရှုံသွားတယ်ကိုရဲ့ရဲဘော်ကြီးကိုရဲ့တငယ်ချင်းတွေဆုံရှုံနေဒါတွေအားလုံးကဝမ်းနေကြရတယ်ပဲเนาะတကယ်ဆိုစိတ်ပိုင်းဆိုင်ရာလုံးဝအဆင်မပြေဆိုတော့ အဲ့အဆင်မပြေလို့ရှိရင်ယူသားအနေနဲ့ရှင်သန်မှုလူတွေနော်ဆိုတော့အဲ့ဟာကိုအဲ့ရှင်သန်မှုလူတွေဆိုရဲကိစ္စကိုပြောလိုက်တာ ਨੇ ကျွန်တော်ကစင်ကုန်မှုအများကြီးပါအော်ဒီစင်ကုန်မှုတွေကိုကျွန်တော်တို့ကကြော်လွှားဖို့လူတွေရက်လို့မရအောင်ကျွန်တော်ဒီတော်လင်းကာလမှာဟုတ်တယ်အခက်ခဲအကျက်တွေနေရင်ဆိုင်နေရတယ်အလောက်ကန်ခွင်လန်းနေမရှိတော့ဘူးဘဝကြီးကသွားပြီလို့တွေးလိုက် ဒါပေမဲ့အဲ့ဒါတွေးတာပဲရှိတာတကယ်တမ်းဂျင်ဆိုင်နေရတာနေတိုင်းထမင်းစားရမယ်ပတ်စံရှိဖို့လိုအပ်တယ်ဟုတ်တယ်မလားဆိုတော့စိတ်ကျမ်းမာရေးအရာဒါဟိုငါကြော်ဖြတ်ရမယ်ကြော်ဖြတ်ဖို့လိုအပ်တယ်ဆိုရဲအတိအရပထမဆုံးအဆင့်မှာလုပ်ရအဲ့ဒါပြီးတော့မှနောက်အဆင့်အနေနဲ့ကဒီအလုပ်တွေလုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကစွမ်းဆောင်နိုင်ရှိဖို့လိုအပ်တယ်ဥပမာစံထမ်းတဲ့လူဆိုရင်လည်း သူ့မှာခန္ဓာကိုယ်ကြံ့ခိုင်မှုရှိရမယ်။ online ကာလမှာကဟိုကျွန်တော်တို့အာဒီစိတ်ပိုင်းဆိုင်ရာအပြင်ရုပ်ပိုင်းဆိုင်ရာအပြင်ထိခိုက်မှုရှိတယ်ကျွန်တော်ရှိခဲ့။ဒါပေမဲ့ကျွန်တော်ဘာလို့ဆက်လုပ်နေရတာလဲ။ဒါကျွန်တော်တွေ့ကြုံရပြောလို့ရှိရင်ကျွန်တော်တို့ဒီအလုံးလုံးလို့ရတဲ့အခွင့်အလမ်းရှိတဲ့နေပင်မှာရောက်နေတာ။တောထဲမှာလေမြေရွာပေါ့နော်လေမြေဒီမှာစိုက်ပျိုးရေးမြေဒီမှာမိုင်းတွေထောင်လို့ရွာသားတွေ မဆိုင်ပြိုးနိုင်အောင်အငက်ဘေးကြုံနေရတဲ့သူရှိရယ်ကလေးတွေကြီးစာမတင်အောင်ရှိအဲ့အချိန်မှာကျွန်တော်တို့ဒီလုံနိုင်တဲ့အခွင့်အရေးရတဲ့နေရာမှာပေးထားတာဆိုတော့ကျွန်တော်တို့ဒီသူတို့အတွက်အလုပ်ပို့လုပ်မယ်အဲ့ဟာရှင်သန်မှုပဲရှင်သန်မှုကိုညဆိုတော့အဲ့လိုမျိုးလုပ်မယ်ဆိုရင်လည်းစိတ်ပိုင်းဆိုင်ရာအဖြစ်ရောရုပ်ပိုင်းဆိုင်ရာအဖြစ်ရောပြိုလဲနေလို့မရဘူးကိုပြိုလဲနေရင်ဘယ်သူမှမကူဘူးလားဆိုတော့ကိုကတော်လိုင်းကာလမှာကိုကိုယ်တိုင်ရောသူများရော အာကျွန်တော်တို့ဘယ်လိုပြောမလဲကုညီဖို့ဒါမှမဟုတ်အပြန်လန်အမိခိုးဖို့လိုအပ်တယ်ဆိုတော့အဲ့ဟာနဲ့ပဲကျွန်တော်ကစိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာရောကျွန်တော်တို့ကဂီယူဆိုင်ဖို့လိုအပ်တယ်ဥပမာစိတ်ပိုင်းဆိုင်ရာဒီကျမ်းမာရေးဒီကိုတယောက်တည်းအတွက်တည်းအရေးကြီးတာမဟုတ်ဘဲနဲ့လူပတ်ဝန်းကျင်အတွက်ပါအရေးကြီးတယ်ဆိုတော့ကျွန်တော်တို့ကသိဖို့လိုအပ်တယ်ပေါ့နော်ဟုတ်